guys ဒီနေ့မှာတော့အားလုံးညှော်လင့်ဆောင်စားနေတဲ့ reading တွေကိုမဆုလုပ်ပေးမှာဖြစ်ပါတယ်။အဲဒီ reading တွေကတော့အမေစုတောင်ဆန်းစုကြည်အခုလက်ရှိအခြေအနေဘယ်လိုရှိလဲ။ဘာဆက်ဖြစ်မလဲ။သူတွေတော့လုံရမလဲပေါ့နော်။အဲ့ဒါလေးတွေကိုကက်လေးတွေဆွဲပြီးတော့အဖြေရှာကြည့်ပေးမှာဖြစ်ပါတယ်ပေါ့နော်။အခုလာမယ့်ဂျွန်လ16ရက်နေ့ရဆိုလို့ရှိရင်တောင်ဆန်းစုကြည်အသက်80ပြည့်မှာဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မလို့ ီမှာ campaign တွေပါလေလုပ်နေကြတာလေးတွေ့တယ်ဒီသီယုဆောင်ခါရာတို့ပါလို့ဆိုလို့ရှိရင် greening စံချိန်ဝင်မှုအတွက်ဟိုဟာဗီဒီယိုလေးတွေ collect လုပ်နေတာလေးတွေလည်းတွေ့ရတယ်ပေါ့နော်အဲဒီတော့အကယ်၍ကိုကပြီးပါမှရှိတယ်ဆိုလို့ရှိရင်အဲ့ဒါလေးတွေကိုပါဝင်အားဖြည့်ပေးဖို့အတွက်မဆူလေဒီကနေပြီးတော့တိုက်တွန်းပြရစီပေါ့နော်အဲဒီ reading လေးကိုလုပ်ဖို့အတွက်မဆူက idea ရှိထားတာတော့တော်တော်ကိုကြာနေပြီတစ်နှစ်လောက်ရှိပြီပေါ့နော်ဒါပေမဲ့အာမလုပ်ဖြစ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ reading ကဘယ်လိုပြောမလဲ ဟို heavy လည်းဖြစ်တယ်ပြီးတော့ကိုလိုချင်တဲ့အဖြစ်မရဘူးဆိုလို့ရှိရင်ဒါကြီးကဒီဟာကြီးကို manifest မလုပ်ချင်ဘူးကွာတိရမလား disappointment ဖြစ်ချင်ဘူးပေါ့နော်ပြီးတော့သူများတွေကိုလည်းမဖြန့်ချင်ဘူးကွာ negative ဆိုလို့ရှိရင်ဒါပေမဲ့အခုကတော့ဘာဖြစ်ဖြစ်လှုပ်ကြည့်လိုက်မယ်လေးဆိုပြီးတော့လှုပ်လိုက်မှာဖြစ်ပါလေပေါ့နော်အဲဒီတော့ရမယ့်အဖြေကဒိုးရီမျောလင့်ထားတဲ့အဖြေဖြစ်ချင်လဲဖြစ်မယ်ဖြစ်ချင်မှလည်းဖြစ်မယ်အဲဒီတော့ကြောင့်မလို့ open mind လေးနဲ့ပဲစက်ကြည့်ပေးပါလို့ တိုက်တွန်းခြင်းမာရေပေါ့နော်အဲဒီတော့ let's get started ဒေါက်တာဆန်းစုကြည်ရဲ့ကျန်းမာရေးကိုမဆုအရင်ဆွဲမယ်ပေါ့နော် ကျန်းမာရေးအာဒီနှစ်ရဲ့နောက်နှစ်ရဲ့โอเค ေးတွေကလေအစိုးရကြီးတွေတော့မဟုတ်ဘူးပေါ့နော်ကောင်းတဲ့ကက်လေးတွေပါပဲပေါ့နော် မှာဗာပြနေလဲဆိုလို့ရှိရင်တောင်ဆန်းစုကြည်ရဆိုလို့ရှိရင်အခုသူတယောက်တည်းနေရတာကိုပို့ပို့ပြီးတော့ enjoy ဖြစ်လာတယ်ပေါ့နော် solitude ကိုပို့ပြီးတော့ appreciate ဖြစ်တက်လာတယ်ပို့ပြီးတော့ emotionally လည်း fulfill ဖြစ်လာတယ်ပေါ့နော်ပြီးတော့ဒီမှာ six of cups reverse ကြရတဲ့ကြောင့်မလို့သူ့ရဲ့အရင် memories တွေအရင်တော့ဖြစ်ခဲ့တဲ့ဥစ္စာလေးတွေကိုပြန်ပြီးတော့တတိယတဲ့ပုံစံလေးတွေရှိရယ်ပေါ့နော်သူသားသမီးတွေရှိမယ်ပြီးတော့သူ့ရဲ့ colleagues တွေပြီးသူပြီးသားတွေအဲ့ဒီရဲ့ memories တွေကိုတော့သူက မြဲတမ်းသတိရတဲ့ပုံစံလေးရှိရဲဒါပေမဲ့ तू ကအခုစိတ်တက်ကြနေလားပြိုလဲနေလားဆိုရင်တော့လုံးဝမဟုတ်ဘူး तू ဟာ तू strong ဖြစ်တယ် तू ဟာ तू အဆင်ပြေနေတဲ့ပုံစံလေးရှိရဲပေါ့နော်ဒီမှာဒီဟာကိုပဲကြည့်လိုက်ပါလုံးဝအဆင်ပြေတယ် तू ရှိတာလေးနဲ့ရှိတယ်လို့ကိုအဆင်ပြေတယ်ပေါ့နော် the hermit the hermit ဆိုတာသူဟာသူ solitude solitude ဆိုတာကတယောက်တည်းတိတ်ဆိတ်ဆိတ်ကလေး ဟိုဖျားတရားလောက်တာပဲဖြစ်ဖြစ်စာဖတ်နေရပဲဖြစ်ဖြစ်အဲအဲ့လိုပုံစံမျိုးလေးနဲ့သူကသူအဆင်ပြေတယ်ပေါ့နော်အရင်တော့ကလည်းသူဒီလိုမျိုး house arrest ကို20 years နေခဲ့ဘူးလားဆိုတော့အခုအချိန်နေရလဲသူတို့ကဟိုဟာပေါ့နော်နေချက်နေပါပြီပေါ့နော်နောက်တစ်ခုကကြာတော့2026အာသူရဲ့ကျမ်းမာရေးပေါ့နော်2026မှာလေအဲ့တိုင်းပဲ night of caps သူကဖြစ်ဖြစ်မှန်မှန်ပဲသူ့ဘဝကိုသူကသူ့ routine လေးနဲ့သူဖြစ်ဖြစ်မှန်မှန်လေးပဲသွားမယ်ကျမ်းမာအောင်နေမယ် စိတ်သက်ကိုလုံးဝအကြမခံဘူးပြီးလို့ရှိရင် the moon the moon ကို reverse ချရတဲ့ကြောင့်မလို့အရင်တော့ငါသူမသိခဲ့တဲ့အရာတွေတဖြည်းဖြည်းနဲ့ realization ပြန်ပြန်ပြီးတော့သိလာရေပေါ့နော်တရားသဘောတွေသိလာရလဲဖြစ်ဖြစ်မင်းဟိုဘာတွေလဲတော့မသိဘူးပေါ့နော်ဒီဒါမှသူခန္ဓာကိုယ်အကြောင်းကသူစိတ်အကြောင်းကသူခန္ဓာကိုယ်နဲ့စိတ်ကိုသူမသိခဲ့တဲ့အရာတွေကိုတဖြည်းဖြည်းနဲ့ self awareness ရတဲ့သဘောနဲ့ပို့ပို့ပြီးတော့သိလာနေပေါ့နော်ဟိုဘယ်လိုပြောမလဲ တရားတွေတဖြည်းဖြည်းနဲ့တရားတစ်ပုဒ်တစ်ဖြည်းဖြည်းနဲ့သိလာမယ်ပုံစံလေးရှိရဲ excuse me နော် nine of swords ကို reverse ကြရပေါ့နော်သူမှကရံဖန်ရံခါပေါ့နော်ဆိုရင်ပူပန်မှုလေးရောရှိတယ်ဒါပေမဲ့ reverse ကြရတဲ့ကြောင့်မလို့အဲ့ဒါလေးတွေကလည်းတဖြည်းဖြည်းနဲ့တက်တာလာနိုင်နေပေါ့နော်ဒါကတော့2026ဒီမှာကအရင်ဆိုးတာတွေပြိုလဲနေရတယ်လုံးဝမရှိဘူးလုံးဝ strong ဖြစ်တဲ့အထူးသဖြင့်သူကသူကအခုလောလောဆယ် အအရေးကြီးဆုံးကသူ့ရဲ့စိတ်ပဲသူ့ရဲ့စိတ် strong ဖြစ်လို့ရှိရင်ကျန်းမာအောင်လည်းနေလို့ရတယ်ကွာစိတ်ကလူတစ်ယောက်ကစိတ်က strong ဖြစ်နေပြီဆိုလို့ရှိရင်ဘာဘယ်အရာမဆိုသူ manifest လုပ်လို့ရတယ်အဲ့ဒီပုံစံမျိုးပဲကွာအခုသူ situation ရတယ်လေအထဲမှာသူ့သူ့ကိုသူ influence လုပ်လို့ရတာသူ့စိတ်တမျိုးပဲရှိရပါနော်အဲ့ဒီတော့ကြောင့်မလို့အထဲမှာအခု2025မှာလည်းဆိုလို့ရှိရင်လည်းအရင်ကတော့ memory day တွေကိုရပ်ဖန်ရန်ကာတိရတယ်အဲ ဒါလေးတွေကိုလွမ်းနေပေါ့နော်ဒါပေမဲ့သူ့ကိုသူလည်း strong ဖြစ်အောင်နေတယ်သူဟာနဲ့သူအာအေးစစဖြတ်တန်းနေပေါ့နော်အေးဂျန်ဂျန်စိတ်ကိုအေးဂျန်စွာနဲ့ပဲသူဖြတ်တန်းနေနောက်နှစ်ကြလို့ရှိရင်လည်းအဲ့တိုင်းပဲတရားသဘောတွေသိလာမယ့်ပုံစံလေးရှိတယ်ပြီးလို့ရှိရင်အမ်တဖြည်းဖြည်းနဲ့ဟိုဟာပေါ့နော်ဟိုဘယ်လိုပြောမလဲသူသူရဲ့ situation ကိုသူကျေနပ်တယ်ပေါ့နော်အဲ့အဲ့လိုပုံစံလေးတော့ရှိပါတယ်ပေါ့နော်အဲ့တော့ဒီဟာကတော့အာဒေါ်ဆန်းစုကြည်ရဲ့ ဟိုပါဗောနော်2025ရဲ့2026ရဲ့ဟိုကျန်းမာရေးအခြေအနေဗောနော်ဒီမှာကကြတော့မကောင်းတဲ့ကတ်တွေမပါဘူးအဲ့ဒီတော့ကြောင့်မလို့မဆူရောတော့အဲအကောင်းငယ်လို့တော့ပြောလို့ရတယ်ဗောနော်ဒါကတော့ကျန်းမာရေးဗော and အခုကကြတော့အသိချင်းဆုံးမင်းဘောနော်အဲ့ဒါဗာလဲဆိုတော့ဒီအောင်ဆန်းစုကြည်9နှစ်အတွင်းပြန်လူမြောက်နိုင်လား okay let's get started. ်မှန်ပြနေရတော့ justic justic ဆိုတဲ့ကိုကတရားကပဲဘယ်လိုပြောမလဲတရားဓမ္မအနိုင်ရရှိမယ်ပေါ့နော်အခုသူလွမြောက်လာတာက तू तू သူ့ရဲ့လွမြောက်မှုကတရားဘယ်လိုပြောမလဲ justic ဖြစ်တယ်ဆိုလို့ရှိရင် तू လွမြောက်လာလိမ့်မယ်မဆုလို့အကောင်လုံးကတော့သူ့ရဲ့လွမြောက်မှုကကာမတရားတယ်လို့မဆုအကောင်မဆုလို့အကောင်လုံးကယုံကြည်ရဲ့အဲ့အတွက်ကြောင့်မလို့ငါးနှစ်အတွင်းမှာမဆုကတော့ လွမြောက်နိုင်တယ်လို့တော့ထင်နေကွာဒီမှာဒီနှစ်ကပ်ကကြတော့သူကဘယ်လိုပြောမလဲအပရိုက်ကြရဲဆိုလို့ရှိရင်အတက်ကြရဲဆိုလို့ရှိရင်ကောင်းတဲ့ကပ်မဟုတ်ဘူးကွာနှစ်ကပ်စလုံးကပြောင်းမြန်ကြတယ်ပြောင်းမြန်ကြရဲဆိုတော့ကောင်းတယ်လို့လည်းပြောလို့ရတယ်ဒါမှမဟုတ်မကောင်းတာကရော့ကြသွားတယ်လို့လည်းပြောလို့ရတယ်အဲ့တော့မဆူနောက်တစ်ကပ်ထပ်ဆွဲကြည့်မယ်ကွာသူက4 of cups နဲ့5 of cups ကို sequence လိုက်စီးလာကြတယ်နော် အဲ့တော့ဒီ9နှစ်အတွင်းမှာလွတ်မြောက်နိုင်မလွတ်မြောက်နိုင်အောင်ဆိုတော့နောက်ထပ်တက်ကထပ်ဆွဲမယ်ပေါ့နော် thank you နှစ်အတွင်းမှာတော့တရားမျှတတဲ့ဥစ္စာတခုခုတော့ဖြစ်လာနိုင်မယ်ကွာသူလွမြောက်ခြင်းမလွမြောက်ခြင်းကတော့ကံတရားနဲ့ပဲဆိုင်နေပေါ့နော်မဆိုးရတော့အဲ့လိုပဲပြောလိုက်တော့မယ်ဒီမှာ justice ကကြတာကကြလာတဲ့အတွက်ကြောင့်မလို့မဆုတို့ကလုံးဝပြောနိုင်တာကတော့တရားမျှတမှုက၅နှစ်အတွင်းရမယ်၅နှစ်အတွင်းမှာတရားမျှတမှုရမယ်အဲ့တော့ဒီမှာလွမြောက်ခြင်းလားလွမြောက်လာမယ်အမ်ဒီမှာဒီဘက်ကကြတဲ့ကက်ကကြတော့ eight of swords သူကကြတော့မလွတ်မြောက်နေတဲ့ပုံစံလေးကွာ okay အဲ့တော့နောက်ဆုံးသူရဲ့လွတ်မြောက်မှုမလွတ်မြောက်မှုကိုမဆုနောက်ဆုံးအနေနဲ့နေရာသမျှပြောရမယ်ဆိုလို့ရှိရင်ငါးနှစ်အတွင်းမှာတော့တရားမျှတမှုရရှိမှာဖြစ်ပါတယ်။သူမအတွက်၊သူမအတွက်တရားမျှတမှုတစ်ခုရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့လုံးဝကြီး liberate ဖြစ်သွားဖို့ကကြတော့သူမရဲ့ကံတွေပဲဆိုင်ပါဘောနော်။ မာဒီအခုဒီအချိန်နေရနေပြီးတော့ house address ပဲဘယ်လိုပြောမလဲ shop ပေါ်သွားရင်လည်း shop ပေါ်သွားနိုင်တယ်ဒါမှမဟုတ်အခုခုပေါ့နော်ဟိုတရားမျက်တပ်မှုတစ်ခုကတော့၅နှစ်အတွင်းမှာရရှိမှာဖြစ်ပါတယ်အခုအချိန်နေရနေလုံးဝလွတ်မြောက်ဖို့မလွတ်မြောက်ဖို့ကတော့မဆူလို့စောင့်ကြည့်ကြမယ်ဒီဟာလေးနဲ့ပဲမဆူညီကုန်းချုပ်လိုက်မယ်ပေါ့နော်အဲဒီတော့အားလုံးလည်းဒီ reading လေးကိုကျေနပ်နှစ်သက်လိုက်မယ်လို့ညွှန်လင်းပါတယ်ပေါ့နော်အဲဒီတော့ bye bye